တင်မမလေးပြလေးလေးပြလေးကလေးပြလေးလေးကပြန်နေတာအတိတ်ပဲဒီလိုပေါ့လေးပြလေးလေးနားမှာဝဲဆိုရဲဟာလေးအိစာသားလေးသဘောကျလို့လေးပြလေးထိုးချလိုက်တာတင်မလေးမှာမကြောက်လို့ထိုးနိုင်တဲ့တတ္တိရှိလို့လည်းကိုယ့်ကိုယ်ခုံယူတယ်အဲ့လိုမျိုးပေါ့ဒီတတူးတစ်ခုထိုးပြီးလိုက်တိုင်း အမြဲတမ်းငါလှုပ်လိုက်နိုင်ပြီထိုးလိုက်နိုင်ပြီအဲ့ဒီတော့ကခံစားနေရဒီနာကျင်မှုတွေဘာတွေဆိုတာဘာမှကိုယ့်အတွက်မပြောပါလောက်တော့ဘူးရှိတယ်အခုဒီခြေထောက်နှစ်ဖက်ပေါ့နော်ဒီခြေချင်းဝတ်ခြေချင်းဝတ်အောက်လေးမှာနှစ်ခုတသေးလေးနှစ်ခုဒီတင်မားမှာပေါ့နော်တင်မားမှာလိပ်ပြလေးလိပ်ပြလေးကလိပ်ပြလေးလေးကပြန်နေတာ လေးတွေဒီလိုပေါ့လိပ်ပြလေးတွေအနားမှာဝဲဆူရဲဟာလေးအိစာသားလေးသဘောကျလို့လိပ်ပြလေးထိုးချလိုက်တာတင်မလေးမှာ其他那ခုမှာကြတော့ဒီအမဒီပင်လယ်ကမ်းခြေစိုက်တော့လှိုင်းပုံစံနဲ့ဒီအသေးပုံလေးပေါ့နော်အသေးပုံလေးလှိုင်းဒီပင်လယ်ရေလှိုင်းတွေကိုကရှင်ခုံတယ် အဲဒါကြောင့်မူရေလိုင်းပုံလေးရပြီးလို့ရှိရင်အမြဲတမ်းကဘာပတ်ချင်တာခီးရီသွားချင်တာဆိုတော့ဒီလေမြန်လေးပေါ့လေမြန်လေးပြန်နေတာအသေးပုံလေးနဲ့အဲအဲဟာလေးနှစ်ခုပေါ့ထိုးဖြစ်တယ်ဟုတ်တယ်ဟုတ်တယ်ကိုအတွက်ကိုဘွားအတွက်အဓိပ္ပာယ်ရှိမှဟာမျိုးပဲယူထိုးတာပေါ့အကုန်လုံးကိုထိုးထားတဲ့တက်တူတွေကုန်ကြိုက်တယ်ဒါပေမဲ့တစ်ခါလေးစရင်တက်တူဖြတ်တဲ့အချိန်တော့ငါဘာလို့ထိုးမိလဲမသိဘူးဆိုပြီးတော့ဟုတ်တယ်ဟုတ်တယ်ထိုးမိတာမှားသွားပြီလားမသိဘူးပေါ့နော်ဒါပေမဲ့ခဏပါပဲ ပုံရွေးပြီးပြီဆိုကြရဲရင်ခုန်နေပြီဒီပုံကငါခန္ဓာကိုယ်ဒီနားလေးမှာဒီလိုလေးရှိနေတော့မယ်အရန်နေလှသွားတော့မယ်ပေါ့အမြဲတမ်းအိတ်စိတ်ကဖြစ်တယ်အာထိုးပြီးတဲ့ပုံနဲ့လည်းအကုန်သဘောကျရဲစိုက်တယ်အဲ့လိုအမြဲတမ်းမှန်ရှိမှရက်ပြီးတော့လှလိုက်တာငါတက်တူလေးဆိုပြီးအမြဲပြန်ပြန်ကြည့်နေရပြီးလို့ရှိရင်အာဒီညားလေးကတော့လွတ်နေတယ်ဒီညားလေးမှာငါဘာလေးထပ်ဖြစ်ရင်ကောင်းမလဲအမြဲအဲ့လိုစဉ်းစားရပေါ့နော်တက်တူနဲ့ပတ်သက်ရင်တော့ဒါပေမဲ့အခုကကျတော့နည်းနည်းလေး အဲအသက်ကလည်းရလာပြီဆိုတော့လေနည်းနည်းစဉ်းစားနေရပါတော့အကြီးကြီးတိတ်ပြီးတော့မထိုးပြဖို့အဲ့လိုအသေးသေးလေးတွေပဲပေါ့ရှိရဲ့ရှိရဲ့အကုန်လုံးအဲ့လိုစဉ်းစားပြီးမှထိုးတာအကုန်လုံးဘယ်နေရာမှာဘယ်ဟာလေးကိုဘယ်လိုလေးဖြည့်လိုက်မလဲတစ်ခါလေစားလို့ရှိရင်နေရာကိုအရင်ရွေးပြီးမှတတူးပုံရွေးရပါတော့နော်ဒီနေရာလေးမှာတော့ဘယ်လိုဟာမျိုးလေးဖြည့်ရင်လိုက်မလဲပေါ့အဲအဲ့ခါကျမှတတူးပုံအသေးစားစဉ်းစားစဉ်းစားပြီးတော့ကိုယ်ဘွားတော့ကအိပ်ပဲရှိလားပေါ့အဲအဲ့လိုမျိုးပေါ့အဲ့ဒါတော့တေချာစဉ်းစားပြည့်တယ်တခြားရာတွေဒါမစဉ်းစားဘူး ကြိုက်ဆုံးကတော့ဒီအဖေနဲ့အမေပုံပေါ့အဖေနဲ့အမေပုံကူလေးပေါ့သူတို့ရဲ့ဒီမင်္ဂလာဦးပုံကြီးပေါ့အဲ့ဟာတော့ကြိုက်ဆုံးမှာကိုကြိုက်နေရဲ့ကိုယူသွတ်တဲ့အရန် passionate ဖြစ်တဲ့အရာတစ်ခုကိုကိုလှုပ်ခွင့်ရတဲ့အတွက်ဒါကိုခန္ဓာကိုပဲလေကိုစိတ်ကြိုက်ကိုဖန်နီးခွင့်ရတဲ့အတွက်ဒါလည်းအမှုပညာတစ်ခုလို့ကိုခံယူတယ်ခံယူရတဲ့ကြောင့်မလို့ဒီလိုမျိုးလူတိုင်းกว่าဒီလိုအနာခံပြီးမထိုးနိုင်တချို့ဆိုအရန်အကြောက်ပြီးတော့တတူးထိုးမှအရန်ကြောက်အောင်ကြောက်တဲ့သူတွေရှိရယ်အဲ့လိုမျိုး မကြောက်လို့ထိုးနိုင်တဲ့တတ္တိရှိလို့လည်းကိုယ့်ကိုယ်ခုံယူတယ်အဲ့လိုမျိုးပေါ့ဒီတတူးတစ်ခုထိုးပြီးလိုက်တိုင်းအမြဲတမ်းငါလုလိုက်နိုင်ပြီထိုးလိုက်နိုင်ပြီအဲ့ဒီတော့ကခံစားနေရဲ့ဒီနာကျင်မှုတွေပါတယ်ဆိုတာဘာမှကိုယ့်အတွက်မပြောပါတော့တော့ဘောအဲ့လိုမျိုးအင်းအောင်စူပြီးလာပါအာစူလာပေါ့ပထမအောင်ဆုံးတတူးထိုးထိုးပြီးအချိန်မှာကဲလှုပ်လဲလှုပ်ပြီးပြီဘာမှလည်းပြောမနေနဲ့တော့ပေါ့နော်ကိုယ့်လည်းလေအဖေအဖေနဲ့မိရဲ့ဗတ်တီတိတ်ကိုထိုးချပလိုက်တာဘာမှပြောလို့မရတော့အဲ့လိုမျိုးပေါ့ တခုတခုများတော့အဲအားလည်းတခုတခုများနောက်ပိုင်းကျအဖေနဲ့မိကဟိုမထိုးနဲ့ပြောလဲထိုးနေရပဲဆိုတော့ဘာမှမပြောတော့ဘူးသူတို့ပုံလေးလည်းရှိတယ်အဲ့လိုချုပ်တယ်အဲ့လိုချုပ်တာချုပ်စေးကြီးစားအဲကိုကြိုက်ကိုကြိုက်တာကိုလောက်တာပေါ့လောက်ခွင့်ရနေသေးရပေါ့နော်အဲဒီဟိုဘယ်လိုပြောမလဲကိုမိဘကလည်းဘာဖြစ်ကိုအမြင်နားလဲပြီးရအရင်နားလဲပြီးနိုင်တယ်မိဘမျိုးလဲရထားတော့ပေါ့နော်လုတ်ချင်တာလုတ်ခွင့်ရနေသေးရပေါ့အခုချိန်ကြီး အခုလို့ဒီဗီဒီယိုလေးကိုဆုံးအောင်ကြည့်ပေးပြီးတော့ဒီတင်စား live ရဲ့ဒီချို့အတွေ့အကြုံလေးတွေကို sharing လုပ်ခွင့်ရတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ညီမတို့ MC ကိုလည်းကျေးဇူးအများကြီးတင်ပါတယ်လို့ပြောချင်ပါတယ်ကျေးဇူးပါကျေးဇူးပါတတ်တာ